ောင်းလို့ဆိုတော့အသင်းရဲ့ဒီ paper အရဆိုရင်ကစားသမားတွေအရင်ကြီး quality နိုင်တဲ့ကစားသမားမပါဘဲနဲ့အသင်းကရှာနေတဲ့အဓိကအကြောင်းရင်းကိုရှာလိုက်တော့ကျတော့အသင်းကကွာ modern thing အတိ modern thing တသင်းအနေနဲ့ရှိမနေရအဓိကအချက်ဖြစ်နေရလို့ဟိုအသင်းကကျွန်တော်အသင်းကဒီ energy တွေ effort တွေကဒီလုံလုံလောက်လောက်ပွဲတိုင်းမှာမပေးနိုင်ဘူးဒီဘောလုံးပြတ်သွားတဲ့ဆိုရင်လည်းပြန်ပြီးတော့ဒီ speed cover တဲ့ပုံစံတွေ sprint လုပ်တဲ့ပုံစံတွေ transition တွေမှာဆိုရင်ပြီးတော့ဒီ speed တွေကို flow down လုပ်တဲ့ပုံစံတွေ ပြီးတော့ဒီ other ball on the ball moment နေမှာဆိုရင်ဗျာတချို့ကြတော့လေ other ball မှာရွေလျားနေပြီပဲရည်ရွယ်ချက်မပါဘူးရည်ရွယ်ချက်မပါဘူးဆိုတာဟိုအုံနောက်မပါဘူးဗျာဒီ worrying တခုလည်းပဲပြီးနေရမျိုးအဲ့လိုအဲ့လိုမျိုးတွေနေဆိုတော့အသင်းကတကယ်တမ်းခြုံကြည့်လိုက်မယ်ဆိုရင်အဲ့ဒီ monarchy မှာအရေးကြီးဆုံးဆိုတဲ့ industry ကရှိမနေရဆိုတော့တချို့ကြတော့ဒီနေ့ရောရယ်ဗျာ industry နဲ့ physical ကနည်းနည်းတူရယ်လို့ထင်ပေမဲ့ဟိုကွဲတယ်ဗျာကျွန်တော်လည်းအဲ့အရာကိုရင်တော့လည်းရောတယ်ဆိုတော့နောက်မှ light ကြည့်လိုက်တော့ကြတော့ဒီ physical ကဟိုတကောင်းမတယောက် industry ကောင်းမှုဆိုရင် အရက်ရှိဖို့လို့အရက်ရှိဖို့လို့ဒီ body structure ကောင်းဖို့လို့မလိုဘူးညာဒီ industry ကတက်တက်ပဲဒါပေမဲ့သူသူ့ရဲ့ industry ကိုပို့ပြီးတော့ပြည့်ပြည့်စုံနေနေလဲဆိုရင်တော့အဲ့နေရာတွေရောအကောင်းမှာတော့ကောင်းမှာပေါ့နော်အဲ့ physicality ရောကောင်းမှာဟိုအဆင်ပြေမှာပေါ့ဒါပေမဲ့တကယ်တမ်းဒီအသင်းဒီ physicality မှာအရေးကြီးဆုံးပါဗျာသူကဒီ fitness ကောင်းအောင်ပဲပြီးတော့ဒီ stamina ကောင်းအောင်ပဲပြီးတော့ဒီ short speed တွေဘာတွေကို cover နိုင်တဲ့ဒီ quickness တွေကအမြန်ဆုံးကောင်းနေရမယ်ဆိုတော့အဲ့လိုတွေအသင်းရဲ့ကစားသမားတိုင်းမှာရှိမနေရ တော့ modern kit မှာရှိတဲ့ industry မရှိတဲ့အချိန်မှာကိုရီသင်းကဒါ phone paper လူစင်းရ quality ကောင်းပေမဲ့အင်းဟာနိုင်လားလို့ပဲအခုတော့မြင်တယ်အခုဒါ PSG မှာဆိုရင်လေ PSG ဆော့သွားတဲ့ industry ဆိုရင်အရန်ကြောက်စရာကောင်းတယ်လေဆိုတော့ inter ဆိုရင်ဒါ inter ကစားမအရာဝန်ခံရတဲ့ဒီ PSG ရဲ့ industry ကသူတို့ထက်နှစ်ဆမြန်သွားတဲ့အချိန်မှာသူတို့ဘာမှလုပ်လို့မရအောင်ဆိုတော့ဆိုတော့အဲ့ industry ကကျွန်တော် United မှာအဓိကပြဿနာဖြစ်နေတာဆိုတော့ဟို physical အလိုရဆိုရင်ဒါ Gassi ဆိုရင်လေ physical အရာကြီးတော့ကောင်းနေရပဲဗျာဒူဂူလည်းကောင်းနေရပါဗျာဒူဂူကကျွန်တော် industry ကရန်ကြီး ီအားအားကောင်းတယ်လို့ခြင်တဲ့ထင်မှာတော့မပေါ့ဆိုတော့ကိုရီတင်းကိုပြန်ပြီးတော့ဒီကြာဆုံးခဲ့တဲ့အကြောင်းအရာတွေကိုကြည့်မယ်ဆိုရင်ကိုရီတင်းကဟိုအဓိကကြာဆုံးခဲ့တဲ့အကြောင်းအကြောင်းရင်းနေရဗျာသူဒီဘောလုံးကိုဒီ transition ရနေပြီးတော့ကွင်းလေရစပစ်ပေးပြီးတော့ဂိုးပြန်ပေးရဲဆိုတာကအဲ့ဒီ defensive structure မှာစပစ်ပြန်ကဘာတဲ့ industry ကိုလုံလုံလောက်လောက်မပေးနိုင်တာလည်းပါတယ်ပြီးတော့ဒီဒီ final တက်ဆုံးမှာဂိုးမရတာလေအဲ့ကစားသမားတွေရဲ့အတက်အဆင်းကြာဘောက်ခဲဝင်တဲ့ ဒီ sprint နေများဒီဒီ short sprint နေများဒီတာတိုပြေးတာလို့ပြောလို့ရပါဗျာသူတာတိုတင်ပြီးတော့ပြေးလိုက်တဲ့ညတွေအဲ့ကောင်ကြီးကလုံလုံလောက်လောက်မရှိလို့မဟုတ်ကျွန်တော်အတင်းကဒီယာဒီမှာကြာဆုံးခဲ့ရပါပဲသူတို့အမိုရင်းကိုယ်တိုင်လည်းပြောဗျာတဲ့ဝဟန်းကိုရှုံးပြီးတဲ့အချိန်မှာဆိုရင်ဒီ defensive shape မှာပဲဖြစ်ဖြစ် defensive ဒီ on position မှာပဲဖြစ်ဖြစ် order ဘော position မှာပဲဖြစ်ဖြစ်ပထမရီရဲ့ ADS ကလုံလုံလောက်လောက်မရှိခဲ့ဘူးလုံလုံလောက်လောက် run နေမလုံးခဲ့ဘူးလို့အဓိကပြောချင်တာပထမရီက queen နဲ့မှာတချို့ပထမရီကပြေးနေတယ်တချို့ပထမမပြေးဘူး တော့အဲ့လိုမျိုး stressor ပေါ်မှာလည်းမကြတော့ဘူးဗျာတဦးချင်းဟိုအတင်းလိုက်မညီတဲ့ခါမှာကျတော့ဆိုတော့အတင်းကအဲ့လို industry ကိုအရင်ပြန်ပြီးတော့သွားသွားမှာတော့ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီ industry ကိုเนี่ยပြောလိုက်ပါဒါ physical industry ရယ် mental industry ရယ် tactical industry ရယ်တကယ်တခြားပြန်သိချင်ကိုယ်အသိအဲ့သုံးချက်စလုံးမှာအားနေနေရတော့အဲ့တော့ဒီ physical industry မှာဆိုရင်တို့ ready ပါမယ်ဒီအမြန်နှုံးမြင့်ပြေးရပါမယ်တို့ရဲ့ဒီ sprint တွေပါမယ် area duration ရှင်လူနိုင်တဲ့အပိုင်းတွေပါမယ် stamina ကောင်းအောင်မယ် ပြောချင်တာမိနစ်90လုံးကို industry ကောင်းကောင်းနဲ့ကစားနိုင်မှာဒါ physical industry mandate industry ကအဆိုးဆုံးပဲဗျာအဓိက mandate industry ပိုပြောက်တယ်ဘောလုံးပွဲထဲမှာ concentration လုပ်နိုင်တဲ့အားနဲ့တယ်ဖုတ်ကက်မထားနိုင်ဘူးသူတို့ရဲ့ agency level ရဗျာကျွန်တော်တို့ဒီယာလီမှာဆိုရင်ကျွန်တော်တို့က premier league မှာ agency level ရှိတောင်မရှိတော့ဘူးဒါ euro bali မှာတော့နိုင်နိုင်နိုင်နဲ့ရောက်သွားလို့ဒါဘောလုံးပွဲထိဒါ agency level လေးကနည်းနည်းတော့ပဲရှိရဒါတော့မှလုံလောက်တဲ့ level လို့တော့မရှိဘူး dedicated industry ကတော့ထားပါတော့ဗျာ special president တွေ transition တွေကတော့ နီးရတယောက်ကအစ်လာနေတဲ့အချိန်မှာဆိုတော့ဒီဟာတွေအထိကြဖို့ရတော့ဒီဟာတွေမလွယ်ဘူးအမေတော့နည်းနည်းဖြတ်သေးရဲ့ဆိုတော့အဓိကကိုရီသင်းရဒီ modern ခေတ်မှာအရေးကြီးဆုံးဆိုတဲ့ industry ကမရှိနေရဆိုတော့ amorian ကတော့ဒါ pace and power ကောင်းတဲ့ကစားသမားတွေကိုသူကလိုချင်တယ်လို့ပြောတယ်ဒါပေမဲ့တကယ်တမ်းကြာရင်လည်း pace and power ကောင်းတဲ့တစ်ခုနဲ့တော့မလုံလောက်ဘူးဗျာကစားသမားတွေကဘောလုံးတဲ့ကစားသမားဆိုရင်ဘောကွန်ထရိုးကောင်းအောင်မယ်ဒီပြီးတော့ဒီ pressure resistant ကောင်းအောင်မယ်ဆိုတော့ PSG ကိုကြည့်ကြည့်ဗျာသူတို့ industry ကောင်းတာ on the ball မှာရော off the ball မှာရောကောင်းတာ ပြောချင်တာသူတို့ရဲ့ဒီ audible moment လေတစ်ဖက်သင်းကိုသူတို့မှာရည်ရချက်ပါတယ် structure အောက်ကနေပြီးတော့ audible moment ကို industry ရဲ့တင်ကစားနိုင်တဲ့ချိန်မှာဒီ inter ရဲ့ select ပြီးတော့ဖြစ်ချနိုင်တဲ့အတွက် inter ဘာမှမလုပ်နိုင်ဘူး on the ball မှာဆိုရင်လေ inter ကောင်တွေလည်း press မလုပ်တာတော့မဟုတ်သူတို့အစာပိုင်း minute 15မိနစ်လောက်တော့သူတို့ press လုပ်သေးရယ်လုပ်သေးရယ်ဘလို့မှလုပ်မရအောင်ဒီကောင်တွေရဲ့ press resistance ကောင်လေဆိုတော့ဟို pace and power က main အနေနဲ့တော့လာတယ်အဲ့နောက်မှာလေဒီ ball control တွေကောင်းရမယ်ကိုထက်ရပြီးတော့ဟုတ်တယ် ဆိုထားပါတော့ဒီ ball control ကြီးကောင်းရမယ်ဒီ manual ဥကားတွေလို disrunner တက်တက်ကြီးလဲရဖြစ်နေလို့မကြဘူး passing rate ကလည်းသူ့မှာရှိတဲ့လောက်ရှိရမယ်အဓိက football IQ လည်းရှိတဲ့လောက်ရှိရမယ်ဆိုတော့အဲ့လိုသံသမားတွေရောက်လာမှာပဲအဆင်ပြေမှာဆိုတော့အတင်းမှာဆိုရင်ခုနောက်ပိုင်းဆိုရင်ကျွန်တော်အဲ့ခုနောက်ပိုင်းဆိုရင်တော့ပြိုင်တော့မငင်းတော့ပါဘူးကျွန်တော် wiki မှာတယောက်ငင်းနေရပြအဲ့လိုမျိုးပဲဟိုအတင်းမှာ quality သံသမားတွေရှိတဲ့သားနေပေါ့အတင်းကမအောင်မြင်တာနီးပြကြောင်းမလို့ဆိုတော့မဟုတ်ဘူးဗျာကျွန်တော်တို့ဒီ modern မှာ industry ကိုလေ့လာရှုပါပါအဲ့ industry ကဘယ်လောက်ထိဟွာလုပ်လဲဆိုရင် ဟုတ်တယ်တိရကျွန်တော်တို့အခုခုနောက်ပိုင်းညာကသမားတွေအနေနဲ့ဒီဒဏ်ရာတွေခဏခဏရရပြန် injury ရရ injury ကကျွန်တော်ဟိုးအရင်ခက်ကလို့တယောက်နဲ့တယောက်ထိခိုက်မိလို့ရတာမဟုတ်ဘဲねတယောက်ထဲကနေပြီးတော့ဒီ hamstring injury တွေပြီးတော့ဒါ ACL injury တွေရတယ်ဗျာဆိုတော့အဲ့လိုရတဲ့အချိန်မှာဒီကမားတွေကပွဲပုံများလို့ဆိုပြီးတော့ဒါသတင်းတွေလည်းထွက်တယ်ဟိုဒါပေမဲ့တကယ်တော့သူတို့ဒီ fan နဲ့ပါတော့ UEFA fan နဲ့ရှင်ပြတဲ့အခါမှာဆိုတော့ပွဲကအရင်ကအတူတူပဲ1995ဝင်းကျင်လောက်ကကစားခဲ့တဲ့ပွဲကြီးအတွက်ねအ ီပရီးမီးယားလိမှာလက်ရှိကစားနေတဲ့ပွဲရည်အတွက်ကထူးထူးပဲဆိုတော့အဓိက modern football မှာဒါ industry ကွာသွားတာပဲဗျာဆိုတော့ဒီ modern football အရာကစားသမားတွေ industry တင်ရတဲ့အခါမှာအရင်ခေတ်ကကစားသမားတွေအတွက်ပိုပြီးတော့ ban တယ်ခုနပြောလို့ short speed တွေကားတဲ့နေရာမှာတွေ transition တွေဘာတွေမှာဆိုရင်အားဟိုဟိုလစ်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 နဲ့ဗျာခဏအမြန်အမြန်ဟိုဗျာ second mile လေးနဲ့ပြေးရတဲ့ဟာမျိုးတွေကအရင်များလာတဲ့အတွက်ဒီကစားသမားတွေကဟိုပိုပြီးတော့ injury အများကြီးပေါ့ဒါပေမဲ့ကျွန်တော်တော့အဲ့ကိစ္စကိုဟိုပြောရမယ်ဆိုရင်လေကိုကတော့ကစားသမားတွေဘက်မှာပဲရှိရယ်ကွာဟိုကစားသမားတွေအနေနဲ့ ူတို့ကတော့ဟိုဒီပွဲပွဲဟိုကွာပွဲရည်အတွက်နဲ့ပဲရှင်လို့မရဘူးကွာသိလားဟိုပြောချင်တာ1995ကလည်းဒီပွဲရည်အတွက်ပဲအခုကျွန်တော်တို့ဒီ2025မှာဆိုရင်ဒီပွဲရည်အတွက်ပဲဆိုပေမဲ့ modern key ရဲ့ပြောင်းလဲလာတဲ့တက်တစ်ကိုကျွန်တော်တို့ကပြောင်းလဲလို့မရဘူးဗျာသိလား modern key ရဲ့ပြောင်းလဲလာတဲ့တက်တစ်မှာအဲ့အဲ့ခေတ်ရည်စီးကြောင်းတော့ကိုမလိုက်ဖက်နဲ့အရင်ကလိုပဲဟိုရှေ့တန်းကသမားရှေ့ပဲဆိုတော့နောက်တန်းကသမားနောက်တန်းဟိုနောက်တန်းနောက်တန်းကိုပဲအဓိကလုံအောင်လို့ကွင်းလက်ကသမားကလည်းကွင်းလက်နဲ့ရှေ့တက်လို့ဆိုတာမျိုး သူကလုံးလို့မရတော့ဆိုတော့ဒီ industry ပေါ်မှာဒီ monarchy ရဲ့ football ကိုလည်းလိုက်ပြီးတော့သူတို့ဒီပွဲကစားချိန် management တွေလောက်တာတွေယူလဲချိန်ပေးရအောင်ပါဆိုတော့ FIFA အနေနဲ့လည်းဒါကောင်းတယ်မကောင်းပါဘူးသူတို့သူတို့ဒီ club world cup ပွဲတွေပိုးလာတယ်ဒီကမ္ဘာဖလားမှာဆိုရင်လည်းသူတို့64သင်းတိထည့်လာတယ်ဒါတွေကဒါပွဲပူများဟိုပွဲပူမများအောင်ဆိုပေမဲ့ဗျာဒါသူတို့ဒီ business အရာထည့်လာတဲ့အရာတွေဆိုတော့လေဟိုကစားသမားတွေကအဓိကတော့ဒီ industry အရာပဲ injury တွေများလာဆိုတော့ဒါပါကျွန်တော်ပြောချင်တာကျွန်တော် United မှာ quality player တွေရှိပေမဲ့လည်း industry ကမလုံလောက်တဲ့အခါမှာ တို့ဘယ်သိနဲ့တွေ့တွေ့မရှင်းနိုင်တာဆိုတော့အမိုရင်းကလည်းဒါပေးဆန်ပါပါကောင်းတဲ့ကစားသမားတွေလိုချင်တယ်ဆိုတော့လေဟိုရောက်တော့ရောက်လာနေရပဲခုလိုတော့တယ်တော့ဒါနှစ်ယောက်လုံးဆိုတော့စောင့်ကြည့်ရမှာပေါ့နော်